ရှိခေတုံကပြိုင်ကားဆိုတာဝန်ထမ်းတွေပဲမောင်းတဲ့အရာဖြစ်ပါတယ်။ကားမောင်းတဲ့အချိန်မှာခြေထောက်နဲ့အရင်အစားပြုပြီးတော့လိမ့်နေတဲ့ကြောက်တုံနဲ့သွားရပါတယ်။ဒီနေ့ကမောင်းမိတဲ့အချိန်မှာခြေထောက်ကအရန်ကိုနာပြီးတော့ ferry ကဝန်ထမ်းတယောက်ပဲဖြစ်ပါတယ်။မနေ့တိုင်းနေအောင်ခါခရစ်စတယ်လေးတွေကိုဖျက်သွားတဲ့အချိန်မှာကျူးကမီးလောင်ပြီးတော့ခေါင်းပေါ်ကကြောက်ခဲပြုတ်ကျလာတာနဲ့ထချင်တမ်းပြီးပဲဖြစ်ပါတယ်။ခေါင်းနာလာတော့အဖက်တင်ပါလေဗျ။မနေ့တိုင်းမှာမိချောင်းလေးနဲ့နှကမ်းမွေးကိုပါရေးပြီးတော့မှပြီးလို့ရှင်တော့စင်ရင်နှမောင်းလေးနဲ့ရေချိုးရပါတယ်။တန်ရှင်းတဲ့အထက်ရှိခဲ့လူလေးတယောက်ပါမနေ့စာကိုတော့ကြက်ဥကြော်တလုံးစားပြီးတော့မှအလုပ်ကိုသွားရပါတယ်။ ်ဖရီအလုတ်ကတော့ဒိုင်နိုဆောကိုစီးပြီးတော့မှကြောက်တွေကိုတဲပြီးရတာပါအစားအစာပိုင်းမှာဆိုလို့ရှိရင်လည်းမစိုးဘူးလို့ပြောရမှာပါအဓိကရေခါကကားရှိပြီးတော့မှအော်တိုရောင်းနိုင်တဲ့အေးအေးတတာတွေလည်းရှိနေပါသေးတယ်။ဘီယာပလင်းဖွင့်ဖို့တော့မှငှက်တကောင်ထားပြထားတာဖြစ်ပြီးတော့နေလေစာဆိုလို့ရှိရင်တော့ပို့ပြီးတော့စားလို့ကောင်းနေပါသေးတယ်။အိမ်မြောင်ဟမ်မတ်ကငချောက်လေးဒိုင်နိုဆောပေါင်တွေလည်းပါပါသေးတယ်။နေတိုင်းနှောက်အော်တာနဲ့အလုတ်ဆင်းလို့ရပြီဖြစ်ပြီးတော့မှဖယ်ရီကတော့ဒိုင်နိုဆောအမိကနေပြင်ကားတဲ့အထိရောက်အောင်ချောရှာလိုက်တာပဲဖြစ်ပါသေးတယ်။ပြီးလို့ရှိရင်တော့တကားဘဝမှာသွားပြီးတော့မှတ်တမ်းတင်ရပါသေးတယ်။ ဒါကတော့ရှစ်ခေတ်ဝန်ထမ်းရဲ့တနေ့တာဘဝပဲဖြစ်ပါတယ်။ပြင်းတဲ့ချိန်မှာတော့ဗိုလ်လီမော့ကစားလို့ရမှဖြစ်ပြီးတော့သူ့ရဲ့အလက်ကိုရောက်လာတဲ့အခါမှာတော့သူဟာလက်နဲ့ဖားရဲ့ဂရင်းအနှံ့ကိုအရင်ခံပြီးတော့မှလက်ကိုပုတ်ပြီးခြေလန်းတဲသေးလေးတွေလှမ်းပြီးတော့မှပြစ်လိုက်တဲ့အခါမှာအကုန်လုံးလဲကျသွားခဲ့ပါတယ်။ဒီနေ့အိမ်မြန်ရောက်တဲ့အခါမှာတော့အမေကပတ်စံမတီးလို့သူ့ရဲ့မိမကသူ့ကိုမင်းနေပါတယ်။သူကလည်းသူ့ရဲ့တငယ်ချင်းကလေးတယောက်မွေးစားခြင်းလို့ပတ်စံချီလိုက်တဲ့အကြောင်းပြောပါတယ်။သူရဲ့အိမ်ကိုအဆင်မပြေအောင်လုပ်လိုက်ပေမဲ့လည်းသူရဲ့မိမကစိတ်မဆိုးတဲ့အပြင်သူ့ကိုတစ်ဆာရှိတယ်လို့ခြေကျူးလိုက်ပါသေးတယ်။ သူလှုပ်လှုပ်နေတဲ့စေယုံကဝန်ထမ်းတယောက်ကိုရွေးပြီးတော့ဒုတိယမန်နေဂျာဖြစ်ရာထူးတိုးပေးမယ်လို့ကြေညာလာပါတယ်။စမီးဘက်မှပထမရတာနဲ့တိုးပေးမှာပါအနောက်ကမြောက်တောင်မှလက်မြောက်ပြီးတော့သူလဲပါမယ်လို့ဆိုပါတယ်။ရှေးကလူတွေစာမွေးဖြေတဲ့အချိန်မှာခဲကိုအရင်ချုံအောင်လုပ်ရပါတယ်။မိကွန်ပေးတဲ့အချိန်မှာအားလုံးကတေးချာဖြေနေကြပြီးသူတယောက်တည်းပဲတပုံးမှမဖြေချတာပါ။မြောက်တောင်မှကောင်းကောင်းလေးဖြေနေတာတွေ့ရပါတယ်ဗျ။သူများသူတို့ခိုးကြည့်နေတဲ့အချိန်မှာလက်တွေနဲ့ကားလိုက်ပါသေးတယ်။ ဆမ်မူရဲ့အချိန်ကပြီးဖို့တဲ့15မိနစ်ပဲကျန်တော့တဲ့အခါမှာတော့သူကအခုချိန်ထိတပုံးမှမဖြေရသေးပါဘူး။အဲ့ခါမှာတော့မျိုးရိုးစင်တဲ့စက်ခံလာတဲ့ဂါတာကိုတတိရလိုက်ပြီးသုံးခုထဲမှာအရှိဆုံးရှိလို့ရှင်အရှိဆုံးအတူဆုံးရှင်အတူဆုံးတိတ်မကွာဘူးဆိုလို့ရှင်စီကိုရွေးဆိုတဲ့ဂါတာလေးကိုတတိရလိုက်တာနဲ့သူကဆမ်မူဘက်ကိုမြင်မြန်လေးဖြေဆိုလိုက်တာဖြစ်ပါတယ်။သူမအောင်တော့ဘူးလို့ထင်နေတာဖြစ်ပြီးကန်ကောင်းတာကတော့သူဟာပထမအဆင့်နဲ့ဒုတိယမန်နေဂျာဖြစ်သွားခဲ့တာပါ။သူကရန်ကုန်ဝမ်းသာသွားပြီးတော့မှမိုးဘော်ကိုပြန်နေပါတယ်။ ဂျာဒူဒူလာတာနဲ့သူ့ရဲ့ပြိုင်ကားလေးကို branded ကပြောင်းလိုက်ပါတယ်။သူ့ရဲ့မိမကလည်းတကူလုံးကို luxury sand နဲ့အထည်တွေနဲ့ပြည်နေအောင်လုပ်လိုက်ပြီးတော့မှသူတို့အိမ်ကလည်းအိမ်စုပ်လေးကနေပြီးတော့မှတိုက်ခန်းကြီးကြီးဖြစ်သွားခဲ့ပါတယ်။မျက်ရှင်နဲ့စကားအစားအိမ်ပစ္စည်းတွေအကုန်လုံးကတကြောပြန်ပြောင်းလဲလာတာဖြစ်ပြီးတော့မှညတိုင်းပါတီမှာသွားပြော်ပြီးတော့အိမ်မြန်နေချင်းအိမ်ကရေကူးကန်နဲ့ဇင်ခံနေပါတယ်။ကုမ္ပဏီမှာလည်းအလုပ်ကတိတ်ပြီးတော့လုပ်เสียမလိုပါဘူး။မိမဆိုလို့ရှိရင်လည်းကောင်မလေးကြောကြောလေးတွေရှိနေပါသေးတယ်။နေ့တိုင်းလက်မှတ်ထိုးလိုက်ရင်ပြီးပါပြီ။သူကအရင်ကဘဝင်မြင့်လာပြီးတော့မှထမင်းဆိုင်မှာအလုပ်လုပ်နေတဲ့တငယ်ချင်းကိုပါအထင်သေးလာခဲ့ပါတယ်။ တငယ်ချင်းကအထင်သေးခင်ရတော့စိတ်ဆိုးသွားပြီးတော့ထက်သွားပါတယ်။အဲ့ချိန်မှာ DVD ကနေစိတ်ယုံကအလို့သမားအလုံးအလုတ်ထုတ်ခင်ရတဲ့သတင်းပြနေပါတယ်။သူကအဲ့ဒီအကြောင်းလေးကိုမတည်သေးပါဘူး။တတိကအများသောငွေကိုအပိုင်သိနေလို့သူကိုဒုတိယမန်နေဂျာအဖြစ်ယာတို့ညှင်းပေးလိုက်တာဖြစ်ပြီးသူကတော့ကြောက်ကြတာခင်ရပြီးတော့မှအလို့သမားတွေသူ့ကိုလာပြီးတော့ပုံခံကြပါပြီ။အဲ့လိုနဲ့သူဟာဟိုပုံးဒီပုံးလုံးနေရပြီးတော့မှသူကိုယ်လေးကိုရောက်သွားတဲ့အချိန်မှာသူပြစ်ခဲ့တဲ့ဝန်နဲ့သွားပြီးတော့ဆုံပါတယ် အဲ့ဒါနဲ့ပဲသူများသူ့ကိုဖမ်းပြီးတော့တက်ပြစ်ဖို့လုပ်ပြီးကောင်မောင်းပြီးတော့ရောက်လာတဲ့တငယ်ချင်းကသူ့ကိုကယ်မလို့ပါပဲအတူတူအဖမ်းခံလိုက်ရပါတယ်အရေးကြီးနေတဲ့အချိန်မှာပဲသူ့ရဲ့မိမဟာငှက်တကောင်ကိုယူလာခဲ့ပြီးအဲ့ဒီငှက်ကတတိယအတန်ကိုတွင်းထားတာပါတရေကြောက်ကြတဲ့အကြောင်းအားလုံးကိုသိသွားတော့မှသူနဲ့သူ့ရဲ့တငယ်ချင်းလှုပ်သွားခဲ့တာဖြစ်ပြီးသူတို့အိမ်ကိုရောက်သွားတဲ့အချိန်မှာတော့အိမ်ကပစ္စည်းတွေကရှုပ်ထွေးနေပြီးတော့ကလေးတွေလည်းပျောက်နေပါတယ်ကလေးတွေဟာတတိယဖမ်းနာခံရပြီးတော့မှတတိယပါတဲ့ငှက်နဲ့သွားပြီးတော့လဲခိုင်းပါတယ်ကလေးတွေအတွက်သူကလည်းတတိယပြောတဲ့အတိုင်းလုပ်ပေးရပါတယ် ဒါပေမဲ့တတိကအခက်ကိုရတဲ့အချိန်မှာကလေးတွေကိုလည်းပြန်မပေးတော့ပါဘူးတတိကခလုတ်ဖွင့်လိုက်တာနဲ့ကြောက်တုံးနှစ်ချမ်းကွဲသွားခဲ့ပြီးတော့ကလေးတွေကိုလည်းစက်ပေါ်မှာတင်ထားပါတယ်ဗရီနဲ့သူ့ရဲ့တငယ်ချင်းကတော့အရန်ကိုလောတဲ့အခါမှာတော့ခလုတ်ပြန်ပေးတဲ့အချိန်ခလုတ်ကျိုးသွားခဲ့ပါတယ်မတက်တဲ့နေ့အခါမှာတော့တငယ်ချင်းကိုကြောက်တုံးပြတဲ့ဆက်ကနေကလေးကိုသွားပြီးတော့ခေခိုင်းပါတယ်တငယ်ချင်းကနေရံဘော်ကိုသွားခဲ့ပြီးတော့ပြုတ်ကျလာတဲ့အချိန်မှာကလေးစီကိုရောက်သွားခဲ့တာဖြစ်ပါတယ်ဖယ်ရီကကြောက်တုံးကြီးကြီးနဲ့ဆက်ကိုကွင်းအောင်ပြစ်လိုက်ပြီးသူ့ရဲ့တငယ်ချင်းကလည်း ကလေးတွေကိုအောင်မြင်စွာနဲ့ကဲတင်လာခဲ့ပါတယ်။ဆက်ကပြသွားတာကြောင့်ပဲရှုနဲ့အများကြီးတောင်ပေါ်ကနေတရီရဲ့ခေါင်းပေါ်ကိုပြုတ်ချလာခဲ့ပြီးတော့အဲ့ဒါနဲ့ပဲကဘာကပရမအောင်ကြောက်ရွံ့ပေါ်ပေါက်လို့လာခဲ့တာပါ။ကုမ္ပဏီမန်နေဂျာကအဲ့ဒီကြောက်ရွံ့ကိုကြည့်ပြီးတော့မှအရန်ကိုသဘောကျသွားခဲ့ပါတယ်။သူ့ကိုယာရုတိုးပြီးဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဒီချိန်မှာသူ့တဲ့ဓာရီကအေးမကြည့်တော့ပါဘူး။သူတံမိုးထားသောအရာကမိသားစုနဲ့တငယ်ချင်းပဲဖြစ်ပါတယ်ဗျာ။